အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာဟားမတ်စ်ဘက်ကဖမ်းဆီးထားတဲ့ဒဇဂန်လက်ကျန်အလုံးကိုလွှတ်ပေးမယ်လို့ကြေညာတဲ့အတွက်အစ္စရေးအနေနဲ့ဂါဇာကိုဆက်လက်ဘုံမကျဲဖို့တိုက်တွန်းသွားခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကဒေါ်နယ်ထရန့်ရဲ့အချက်20ပါးငြိမ်းချမ်းရေးအဆိုပြုချက်ကိုဟားမတ်စ်ဘက်ကမလိုက်နာခဲ့ရင်၃လရဲ့အတွင်းငရဲရောက်မှပြန်ပေးဆက်ကြတော့လို့ရာဇသံပေးခဲ့ပြီးတဲ့နောက် ဟားမတ်စ်ဘက်ကအဲ့ဒီငိမ့်ငိမ့်ရေးအဆိုကိုလက်ခံခြင်းရှိမရှိမသေးကွဲသေးပေမဲ့တစက္ကန့်အားလုံးပြန်လှုပ်ပေးဖို့ကတော့သဘောတူညီပေးခဲ့ခြင်းဖြစ်ပါ रे ဒေါ်နယ်ထရန့်ကအစ္စရေးလမဖြစ်မနေဂါဇာအတွင်းဘုံကျဲနေမှုကိုရပ်တန့်ရပါမယ်ဒါမှတစက္ကန့်တွေကိုအမြန်ဆုံးနဲ့ဘေးကင်းစွာ ပြန်ရနိုင်မှာပါဒီအချိန်ဟာတိုက်ခိုက်မှုလုပ်ရင်အရန်အနေရကြီးပါ रे အလုပ်ဖြစ်ဖို့ကျွန်တော်တို့အသေးစိတ်ဆွေးနွေးမှုတွေစလုပ်နေပါပြီ။ ဂါဇာရေးတစ်ခုတည်းမဟုတ်ပဲကာလရှည်ကြာတည်ရှိနေတဲ့အရှိလေပိုင်းရေးတစ်ခုလုံးအတွက်ပါငြိမ်းချမ်းရဖို့လုပ်နေတာပါလို့ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ဟာမတ်စ်ဘက်ကလည်းတေဆုံးနေပြီးသားနဲ့ရှင်ကြံနေတဲ့ဒဇကန်အားလုံးကို အမေရိကန်ဂျာဝင်ဆွေးနေတဲ့ငြိမ်းချမ်းရေးအဆိုပြုချက်ပါဂရိကဝတ်တစ်ခုအနေနဲ့လွှတ်ပေးမှာဖြစ်ပြီးဆက်လက်ဆွေးနွေးသွားမယ်လို့ထုတ်ပြန်ထားပါတယ်။